ပြဿနာများကိုဖြေရှင်းခြင်းဆက်ဆံရေးတိုင်းဟာအမြဲတစေလှပနေကြတာမဟုတ်ပါဘူးတယောက်ကိုတယောက်ချစ်လို့တိဆောက်ထားကြတဲ့ဆက်ဆံရေးတွေမှာတော့မှချစ်ချင်းမေတ္တာတွေနဲ့အမြဲပြည့်နှက်နေမှာပဲလို့ထင်ရင်မှားသွားပါလိမ့်မယ်ပြဿနာတွေဆိုတာကလည်းမကြာခဏဆိုသလိုပေါ်လာတတ်ပါလိမ့်ဒါဟာဖြစ်လေရှိတဲ့သဘာဝပါပဲချစ်သူရည်စားသဘာဝတဝင်းတူစိတ်ဆိုးစိတ်ကောက်တာတွေကဆလို့လူမှုရေးဖောက်ပြန်တာ စီးပွားရေးအဆင်မပြေတာတာရည်သမီးရေးကိစ္စတွေကိုထိနဲ့ရောက်အနိုင်ကျင့်တာတွေစသဖြင့်အရွယ်အစားအမျိုးမျိုးနဲ့ပြဿနာဆိုတာဖြစ်နိုင်ပါတယ်ဆက်ဆံရေးတွေကြားမှာပြဿနာတွေဝင်လာတဲ့အခါမှန်ကန်တဲ့နီလန်းနဲ့လက်ခံဖြေရှင်းမှုလိုတယ်ဘာကြောင့်လဲဆိုတော့ဆက်ဆံရေးတွေကြားကပြဿနာတွေဟာ လူတယောက်ရဲ့စိတ်ပိုင်းဆိုင်ရာစမ်းမရေးရောရုပ်ပိုင်းဆိုင်ရာစမ်းမရေးကိုပါ ထိခိုက်စေနိုင်လို့ပါပဲ။ စိတ်ဖိစီးမှုမြင့်တက်ခြင်းလူတယောက်ဟာသူ့ရဲ့မိသားစုနဲ့ပဲဖြစ်ဖြစ်ချစ်သူရေးစားနဲ့ဖြစ်ဖြစ်ပြဿနာတွေဖြစ်ပြီးအစင်မပြေတော့ဘူးဆိုတာနဲ့ပထမဆုံးစထိခိုက်တာကစိတ်ပိုင်းဆိုင်ရပါ စိတ်ညစ်တာစိုးရိမ်တာဒေါသထွက်တာတွေဖြစ်လာပြီးစိတ်ဖိစီးမှုတွေမြင့်တက်လာတယ်အိတ်မပြောခြင်းစိတ်ဖိစီးမှုတွေမြင့်တက်လာတာနဲ့အမျှစိတ်ဖိစီးမှုကြောင့်အိတ်မပြောတာအိတ်ရင်းနဲ့လန့်လန့်နိုးလာတာ ကောင်းမွန်တဲ့အိပ်စက်မှုစောင်းစလစ်မရတာမျိုးတွေဖြစ်လာစေပါတယ်။ကျမကိုယ်တိုင် relationship ပြဿနာတွေနဲ့ struggle ရခဲ့တော့ငါလေညအိပ်မပျော်တဲ့ဝေဒနာကိုတစ်နှစ်ကျော်လောက်ခံစားခဲ့ရပါတယ်။ self esteem မျော့နေလာခြင်းဆက်ဆံရေးတွေမှာအဆင်မပြေကိုယ့်ရဲ့ပါတနာကလည်းကောင်းကောင်းမွန်မွန်မဖြစ်ရှင်ကိုယ်လည်းလှစ်လူရှုထားဒီလိုအခြေအနေတွေနဲ့ကြာလာတဲ့အခါကိုကိုကိုတန်ဖိုးမထားတော့တာကိုကိုကိုအသုံးမချတော့တယ်လို့ခံစားလာရတာ။ အားမရှိတော့ဘဲခြေကုံလက်ပန်းကျတာတွေဖြစ်လာနိုင်ပါတယ်။ကျန်းမာရေးပြဿနာတွေဖြစ်ပေါ်ခြင်းစိတ်ဖိစီးမှုကြောင့်ခေါင်းကိုက်တာဝမ်းပိုက်နာအဆိုင်အိမ်နာတာလိုကျန်းမာရေးပြဿနာတွေဖြစ်ပေါ်လာနိုင်ပါတယ်။ပြဿနာတွေဆိုမှတော့မကောင်းဘူးပေါ့။ဘသူကမှလည်းကိုချစ်တဲ့သူနဲ့ပြဿနာမတက်ချင်ကြဘူး။ဒါပေမဲ့ဖြစ်လာရင်တော့အကောင်းဆုံးဖြေရှင်းတတ်ဖို့လိုပါတယ်။ အဲ့ဒီအတွက်လည်းပြဿနာတစ်ခုခုဖြစ်တိုင်းမှာဖြေရှင်းဖို့အတွက်အဖြေဆိုတာရှိပါတယ်။အပြန်အလှန်နားထောင်ပေးခြင်းတယောက်နဲ့တယောက်ပြဿနာတွေဖြစ်တဲ့အခါအော်ဟစ်တောင်းကျမ်းနာမျိုးတွေမလှုပ်ဘဲအေးအေးဆေးဆေးမျက်နှာချင်းဆိုင်ပြီးကိုယ့်အမြင်ကိုတိုက်ရိုက်ပြောပြီးတစ်ဖက်သားရဲ့အမြင်ကိုလည်းနားထောင်ပေးပါ။အပြန်အလှန်နားလည်မှုကိုယ်ခံစားချက်ကိုယ်ဒေါသကိုပဲရှေ့တန်းမတင်ပဲ တစ်ဖက်သားရဲ့ခံစားချက်ကိုလည်းနားလည်ပြီးဖို့ကြိုးစားရပါမယ်။လေးစားမှုပြဿနာတွေတက်ကြတဲ့အခါတယောက်နံမီတယောက်ခေါ်ပြီးရင်းရင်တည်တည်တွေပြောတာလက်ပါတာမျိုးတွေမလုပ်ပါနဲ့။တစ်ဖက်သားကိုလေးလေးစားစားပြောဆိုဆက်ဆံပါ။အပြန်အလှန်ပြောင်းလဲဖို့ကြိုးစားခြင်း relationship တိုင်းမှာဘာပြဿနာပဲဖြစ်ဖြစ်ဖြည့်ရှင်းဖို့ပြင်ဆင်ဖို့ရာနှစ်ယောက်စလုံးမှာတာဝန်ရှိပါတယ် တယောက်နဲ့တယောက်ပြောင်းလဲဖို့ကြိုးစားပါဆက်ဆံရေးဆိုတာတစ်ဖက်သက်မဟုတ်ပါဘူးနှစ်ယောက်သားပြောင်းလဲဖို့ကြိုးစားမှသာဆက်ဆံရေးတည်ထောင်ခံရနိုင်မှာပါကို့မှာလည်းမကောင်းတဲ့အပြုတ်မှုတွေရှိခဲ့ရင်အမားတွေလုံမိခဲ့ရင် ပြောင်းလဲဖို့ကြိုးစားရပါမယ်ကိုကိုကိုပြုပြင်ပါကိုရဲ့အားနည်းချက်တွေကိုသိအောင်လုပ်ပြီးပြုပြင်ပါပွန့်ပွန့်လင်းလင်းဖြည့်ရှင်းပါပြဿနာကိုပွန့်ပွန့်လင်းလင်းမဖြည့်ရှင်းဘဲတယောက်တည်းစိတ်ဆိုးနေတာ ပြဿနာကိုရှောင်နေလိုက်တာမျိုး လုပ်ရင်ပိုဆိုးသွားနိုင်ပါတယ်။ဒါကြောင့်တယောက်တည်းစိတ်ဆိုးနေမယ့်အစားဖြစ်တဲ့ပြဿနာမကျင့်တဲ့အချက်ကိုကိုယ့်ရဲ့ပါတနာကိုပုံပွင့်လင်းလင်းပြောပါ။အေးအေးဆေးဆေးပြောပါ။ပြဿနာကိုပဲ focus ထားပါ။ခံစားချက်တွေကိုအရင်ကြီးရှေ့တန်းမတင်ပါနဲ့။လူအပ်ရင် couple counseling ယူပါလူအပ်ရင်စိတ်ကျမ်းမာရေးတက်ကြွနားလေသူတွေနဲ့ ကပယ်ကောင်ဆယ်လင်းယူသိရပါစိတ်ပညာရှင်တွေက ပြဿနာကို ဖြေရှင်းဖို့ကုညီအကြံပေးနိုင်ပါတယ်ပြဿနာကိုဘယ်လိုရှုထောင့်ကနေကြည့်ရမလဲဘယ်လိုဖြေရှင်းရမလဲဆိုတာကို သင်ပေးနိုင်ပါတယ်ကိုယ့်ရဲ့ခံစားချက်တွေကိုနားလည်အောင်ကုညီပေးနိုင်ပါတယ်နှစ်ယောက်ကြားမှာလွဲချော်နေတဲ့အရာတွေလိုအပ်နေတဲ့ချစ်စောအပိုင်းအစလေးတွေကိုရှာတွေ့အောင်ကုညီပေးနိုင်ပါတယ်အရေးကြီးတာက ဆက်ဆံရေးတစ်ခုမှဟန်ဒယ်မလုပ်နိုင်လောက်အောင် ပြဿနာတွေဖြစ်လာတဲ့အခါတယောက်တည်းဖြည့်ရှင်းဖို့မကြိုးစားပါနဲ့ယုံကြည်ရတဲ့တငယ်ချင်းမိသားစုဝင်ဒါမှမဟုတ်စိတ်ပညာရှင်တွေစီကအကူအညီတောင်းဖို့ကိုမတွန့်ဆုတ်ပါနဲ့ဒီတဲ့ပို့ပြီးအရေးကြီးတာကပြဿနာတွေရှားမှကိုကိုကိုလည်းဂယူးဆိုင်ဖို့မမိပါနဲ့ကိုကိုကိုချစ်ပါဂယူးဆိုင်ပါ ကို့အတွက်အချိန်ပေးပါကိုကိုကိုပျော်ရွှင်စေဖို့ကြိုးစားပါ အချစ်ဆိုတာတိဆောက်ရတာခက်ခဲပေမဲ့ပျက်စီးဖို့ရာအင်မတန်လွယ်ပါတယ်။ဒါကြောင့်ကိုယ့်ဘဝထဲမှာရှိတဲ့ဆက်ဆံရေးတွေကိုတန်ဖိုးထားပါ။ကိုချစ်ရတဲ့သူတွေကို အချိန်ပေးပါ။စကားလက်ဆောင်ပြောပါ။ခံစားချက်တွေကိုမျှဝေပါ။လက်ဆောင်လေးတွေပေးပါ။ surprise လေးတွေပြုလုပ်ပေးပါ။ပြဿနာတစ်ခုရှိတာတိုင်းဖြေရှင်းဖို့အမြဲတမ်းကြိုးစားပါ။ပြဿနာတွေကိုရှောင်နေမယ်ဆိုရင်ပိုဆိုးသွားနိုင်ပါလေ။နောက်တစ်ခုက ချစ်ရင်ချစ်ကြောင်းအမြဲပြောပါ။ငါနင့်ကိုချစ်တယ်နော်ဆိုတာကိုမကြခဏပြောပါ။လက်လေးကင်နာထက်တာ နန်းနာတွေကလည်းအချစ်ကို ပြတ်တရာရောက်ပြီးဆက်ဆံရေးကိုပိုမိုခိုင်မာစေနိုင်ပါတယ်။အချစ်ဆိုတာစိတ်ရှိသီးခံဖို့လိုအပ်ပါတယ်။ဆက်ဆံရေးတွေကြားမှာပြဿနာတွေဖြစ်ပေါ်လာရင် စိတ်ရှိသီးခံမှာအချစ်ဆိုတာလေးစားမှုပါ။တယောက်နဲ့တယောက်လေးစားမှုရှိမှသာ ဆက်ဆံရေးတည်တံ့ခိုင်မြဲနိုင်မှာပါ။အချစ်ဆိုတာထိမ့်သိမ့်ရမှာပါ။ဆက်ဆံရေးကိုထိမ့်သိမ့်ဖို့ကြိုးစားပါ။အချစ်ကိုပြုစုပြောထောင်ပါ။အချစ်ဆိုတာပေးဆက်မှုပါ။ကိုယ့်အတွက်သာမကတစ်ဖက်သားအတွက်လည်းပေးဆက်ပါ။တကယ်အချစ်စစ်ဆိုတာပျော်ရွှင်မှုတွေပြီးစွမ်းပါတယ်အချစ်ဆိုတာတန်ဖိုးရှိပါတယ်ဆက်ဆံရေးတွေကိုတန်ဖိုးထားပါဒါကြောင့် ြက်တနာတွေဖြစ်တဲ့အခါဒေါသကိုရှေ့လမ်းမတင်ပါနဲ့ပြက်တနာတွေကိုကြော်ဖြတ်နိုင်ဖို့လမ်းတွေအများကြီးရှိပါတယ်အရေးကြီးတာကနှစ်ဦးသားစူးစမ်းပြီးဆက်ဆံရေးကိုတိစောက်ခြင်းစိတ်ပြုပြင်ခြင်းစိတ်ရှိဖို့ပါပဲ